okay အခုဖတ်ပြီးမှာပါတော့ကိုယ့်ရဲ့ quality တွေလက်ရှိမှာဘာတွေကြားဖို့လိုနေလဲအဲ့ဒါကိုဖတ်ပြီးမှာဖြစ်တယ်ပေါ့နော်ဒီ reading မင်းစီရောက်လာပြီဒီ video မင်းဟောပေါ်မှာပေါ်လာပြီဆိုရင်ကြည့်လိုက်ပါဒါမင်းကြားဖို့လိုနေတဲ့စကားတွေပဲဖြစ်ပါတယ် okay အရှင်နဲ့ကိုယ့်ရဲ့ quality တွေလက်ရှိမှာပေါ့နော်ဟို ဘာမှ action site မထုတ်ပဲနဲ့ဟိုဟာလေးလုံးမယ်ဒီဟာလေးလည်းလုံးချင်တယ်ဆိုပြီးတော့အစီအစဉ်နေဆွဲရင်းနဲ့လေထဲမှာတိုက်အိမ်ဆောက်တယ်လို့ဖြစ်နေလားဒါဆိုရင်တော့အခုအချိန်ကားတဲ့မင်းလှုပ်ဆောင်နေတဲ့အရာတွေအတွက် speed ပေါ့နော်အချိန်မြင့်တင်ဖို့လိုအပ်နေတဲ့ကာလဖြစ်တဲ့တုံဆိုင်တာတွေနှုံနေတာတွေအချိန်ဆွဲတာတွေလုံးဝမလုပ်ပါနဲ့ဖြစ်ချင်တာတွေအတွက်လှုပ်ချင်တာတွေအတွက်လက်ရှိမှာချက်ချင်းထပြီးတော့အကောင့်ထည့်ဖော်လိုက်ပါချက်ချင်းထပြီးတော့လှုပ်ဆောင်လိုက်ပါတဲ့ နာကျင်ခဲ့ရတဲ့အတိတ်တွေအတွက်နာကျင်နေရတဲ့ကိစ္စတွေအတွက်ဥပမာအသေးကွဲတာပဲဖြစ်ဖြစ်မိသားစုရေးအဆင်မပြေတာပဲဖြစ်ဖြစ်ငွေကြေးအဆင်မပြေတာပဲဖြစ်ဖြစ်အဆင်မပြေတာတွေတဲမှာကိုကိုကိုပိတ်ထားပြီးတော့အာငိုကြွေးနေတာအိပ်ရေးတွေအပြက်ခံတာကို့အတွက်ကိုဘာမှမလုပ်ဖဲနဲ့ငါကအဆင်မပြေဘူးငါကကံမကောင်းဘူးဆိုပြီးတော့အဲ့လိုကံကိုပုံချတာမျိုးငါဆိုရဲကိုကိုကိုအာဖိအားပေးတာမျိုးဒါတွေကိုမလုပ်ဖဲနဲ့ ကိုလုံးနိုင်တာကိုချက်ချင်းထပြီးတော့လုတ်ပြီးတော့အကောင့်အထဲပေါ်တဲ့နဲ့ ကပေါ့နော် Hagemann's ရဲ့ energy နဲ့ဒီ reading ကိုကြည့်နေတဲ့သူတော်တော်များများကစိတ်တိုင်းဆိုင်ရာတွေပိတ်မိနေတာစိတ်ထောင်ချောက်တွေထဲမှာပိတ်မိနေတဲ့သူတွေများလိမ့်မယ် confuse ဖြစ်နေရတယ်များတယ်ဝေခွဲမရဖြစ်နေရတယ်များတယ်ကိုကိုကို limit လုပ်ထားတဲ့အရာတွေကိုကိုကိုကန့်တတ်ထားတဲ့အရာတွေအများများတယ်ဥပမာငါကမလုံနိုင်ဘူးငါကမလှဘူးငါကမတော်ဘူးငါ့ကိုဆိုမချစ်ကြဘူးဒီလိုမျိုးပေါ့နော်ကိုကိုကိုကန့်တတ်ထားတဲ့အရာတွေအများများနေတာကိုတွေ့တယ်အဲ့ဒီထဲကနေရုံထွက်ခဲ့ပါနောက်တစ်ခုက uncertain ပေါ့နော်မသေးကြဘူးအနာဂတ်ကဘာဖြစ်မယ်မသိဘူး ဘဝကအခုဘာဖြစ်နေမှန်းမသိဘူးငါဘယ်ကိုသွားရမယ်မှန်းမသိဘူး direction ပျောက်နေတာနူနူအဲ့ဒီလိုမျိုးတွေမလုပ်ပါနဲ့အဲ့ဒီ energy တွေကနေယုံထွက်ပြီးတော့ လုံးစရာရှိတာကိုလုတ်ခိုင်းနေတယ်ဆိုတော့ message ကထိတ်ဆုံးမှာပါတဲ့ action နဲ့နောက်ကျလာတဲ့ကတ်တီအကုန်လုံးကကိုယ့်ရဲ့ collective တွေလက်ရှိခံစားနေရတာတွေဖြစ်မယ်လက်ရှိရောက်နေတဲ့နေရာလက်ရှိလုံးနေရတဲ့အလုပ်လက်ရှိပတ်သက်နေရတဲ့လူတွေဒါတွေအားလုံးကို disappointment မင်းကမကျင်နဲ့နေဘူးစိတ်မကျင်နဲ့မှုတွေအများများနေရသူတို့တွေနဲ့ပတ်သက်နေရတာမပြောဘူးဒီနေရာမှာနေနေရတာမနေချင်ဘူးနောက်သားတွေနဲ့ရှင်သန်နေတယ်ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုရင်ယုံဖွဲ့ရမယ့်အချိန်တန်ပြီး အဲ့ဒီကာလာတွေကနေယုံထွက်ပါအတိတ်တွေကနေယုံထွက်ပါ action oriented action site ထုတ်ပါပြီးရင်တော့မင်းဟာ empress ရဲ့ energy နဲ့ဘဝမှာပျော်ရမယ်နေအောင်ကြီးကိုမြင်ရတယ်လို့မျိုးဘဝမှာလေလုံးဝကိုပြည့်ပြည့်စုံပြီးတော့ပျော်ရွှင်ရတယ်ပြည့်စုံကုန်လုံးတယ်ဆိုတာမျိုးတွေကိုခံစားရလိမ့်မယ်ကိုကိုယ်တိုင်ပြည့်စုံနေတဲ့အပြင်ကို့ဘေးနားမှာရှိနေတဲ့သူတွေကိုပါ empress ရဲ့ energy နဲ့မင်းကချစ်ခင်မှုတွေကျင်နာမှုတွေအဲဒီပြည့်စုံမှုတွေကိုပါ မျှဝေပေးနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့မကြခင်